အားလုံးခင်ဗျာတာသိမိတ်ဆွေများအားလုံးမင်္ဂလာပါအဲ့တော့ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့ငွေကြေးနဲ့ပတ်သက်ပြီးတော့အတိုးပေးတာတို့ချီးတာငှားတာတို့เนาะအကျိုးမပေးတဲ့ဇာတာ နောက်တစ်ခုလောကရန်တရားရဲ့အထူထောင်းကိုအခမ်းအဆုံးဇာတာရှင်တွေအကြောင်းကိုပြောပြပေးမှာ ဖြစ်ပါတယ်လောကရန်အကောင်၄ပါးရှိတယ်လောကရန်၈ပါးမှာအကောင်၄ပါးအဆိုး၄ပါးရှိတယ်အဲ့တော့ငယ်စဉ်ကာလမှာ နောက်ကရအစိုးတွေကိုအများဆုံးကြုံတွေ့တဲ့ဆိုတာပေါ့နော်သူတို့ကဒါပေမဲ့ကောင်းတဲ့ချက်ကတော့အိုဇတာကြတော့တော့ကောင်းတယ်ဗျာနော်အိုဇတာအလွန်ကောင်းပါတယ်အိုးကန်အင်ကန်လည်းအင်ပတန်မှကောင်းပါတယ်အဲ့တော့ငွေကန်ကြတော့သွားပြီးညံ့တယ်ငွေကန်ညံ့တယ်ဆိုတော့လက်ထဲမှာငွေထားရင်ထားသလောက်အကုန်များတယ်အင်ပတန်မှပဲအားနာတတ်တဲ့သူမျိုးတွေဖြစ်ပါတယ်အဲ့တော့ဒီဇတာရှင်တွေကအားနာလို့ခါပါတဲ့သူမျိုးတွေဖြစ်ပါတယ်သူပြငွေကြေးကိစ္စတွေမှာအချင်းငါးကိစ္စတွေမှာ နော်ဂရိလွယ်လွယ်ပေးတဲ့သူမျိုးတွေပြီးဂရိပြတ်ဖို့လည်းများပါတယ်အဲ့တော့မာဘုတ်6ကျွန်းနေဖြစ်ပါတယ်ဒီသတ္တရှင်တွေကတော့မာဘုတ်6ကျွန်းဆိုတာမိမိရဲ့မြန်မာမူတက္ခရီကိုခုနှစ်နဲ့စားလိုက်လို့6ကျွန်းတဲ့သူမျိုးတွေဖြစ်ပါတယ်အဲ့မြန်မာမူတက္ခရီကိုမသိဘူးအင်္ဂလိပ်ခုပဲသိတယ်ဆိုရင်အင်္ဂလိပ်ခုတွေက638နှုတ်ပြီးမြန်မာခုရမယ်အင်္ဂလိပ်ခုကဒဂျန်ဒစန်တရနေ့မကြော်ဘူးဆိုရင်နောက်ထပ်တစ်နှစ်ထပ်နှုတ်အောင်မှာဖြစ်ပါတယ် ဒီနေရာမှာအစင်းနဲ့အနေနဲ့ဟာ1300ခု1308ခု1315 1322 1329 1349 1350 1351 1398 1389 1390 1398 1369 1390 1392 1399ဒီမြန်မာခုနှစ်မှာမွေးတဲ့သူတွေအားလုံးက6ချင်းဖြစ်ပါတယ် ဲ့တော့ဒီမိုးတက်ရိတ်မှာမွေးတဲ့သူတွေအားရှင်းမှာပြောသလိုပဲငွေကြေးနဲ့ပတ်သက်ပြီးတော့လက်ထဲမှာစုစောင်းလို့မရအောင်လက်ထဲမှာရှင်းရှိသလောက်ပြန်ထွက်နေတဲ့တဲ့ပြန်ကုန်နေတဲ့တဲ့အဲ့တော့ကိုကလက်ဖွာမယ်လက်လွယ်တဲ့သူမျိုးတွေများပါတယ်အချိန်ငားတယ်လုံးဝအကျိုးမပေးပါဘူးအသက်ဒီ30 40လောက်အထိရတော့ဒီငွေကြေးကိစ္စတွေနဲ့လုံးပန်းပြီးတော့အလောက်ကိုင်းနေစင်မပြေတာမျိုးတွေအကျွေးတန်တရားလေတာမျိုးတွေအကျွေးတင်တာမျိုးတွေဖြစ်တဲ့တဲ့လက်ထဲမှာဝင်သလောက်ရသလောက်ပြကြရမရှိတဲ့သူမျိုးတွေများတယ်အဲ့တော့ဘာလို့တင်လဲဆိုရင် ိုယ့်လက်ထဲမှာမစုနဲ့ဘန်မာစုတာမျိုးတွေတခြားယုံကြည်ရတဲ့လူတယောက်ထံမှာအံ့နံထားတာမျိုးတွေတနေရာမှာစုတာမျိုးတွေကိုပြုလုပ်သင့်ပါတယ်အဲ့တော့ဒီ၆ကျင်းမဟာဘုတ်ပိုင်ရှင်တွေနေနဲ့ယောက်ျားလေးပဲဖြစ်မိန်းကလေးပဲဖြစ်ဘွားအစားပိုင်းမှာခက်ခဲကြမ်းတမ်းစွာ ဖြတ်ကြွားတတ်တယ်နောက်မိဘဆွေမျိုးသားချင်းတွေညီကောင်မတွေနဲ့ခွဲခွာပြီးနေထိုင်ရတတ်တယ်အဲ့တော့ဘွားအစားပိုင်းခက်ခဲကြမ်းတမ်းပြီးတော့အိုးစားတာမှာအသက်ကြီးပိုင်းမှာကျတော့သွားပြီးတော့ကောင်းနေပါတယ် အဲ့တော့ဒီဇာတာရှင်နေနဲ့ကအသက်တစ်နှစ်ကြီးလေအသက်ကြီးပိုင်းရောက်လာလေကောင်းလေပဲလို့ဆိုရမှာဖြစ်ပါတယ်အဲ့တော့ဝင်ငွေအလွန်ကောင်းပြီးတော့ငွေကုန်ကြအင်မတန်မှများတတ်ပါတယ်အဲ့တော့အခြေရေးကံအိမ်တော်ရေးကံလည်းညံ့တဲ့ဇာတာထဲမှာပါပါတယ်အဲ့တော့စိတ်ကူးစိတ်ကတန်းအင်မတန်ကောင်းတယ်အောင်မြင်ကြော်ကြတဲ့ဒါစာရေးဆရာတွေနော်အက်ဒီတာတွေရုပ်ရှင်ဒါရိုက်တာတွေအများစုမှာဒီဇာတာရှင်တွေဖြစ်ပါတယ် အဲ့တော့ဒီခုနှစ်မှာမွေးတဲ့သူတွေခြောက်ကျင်းနေနေတာမိန်းကလေးဆိုရင်တိလာရှင်ဝတ်ပြီးမှသေဆုံးတတ်တဲ့ယောက်ျားလေးဆိုရင်လည်းဖုန်းကြီးဝတ်ပြီးတော့မှာပဲသေဆုံးတတ်တဲ့သူမျိုးတွေဖြစ်ပါတယ်အဲ့တော့အကျိုးပေးတဲ့လုပ်ငန်းတွေနေနေရဆိုရင်စက်လုပ်ငန်းဆေးလုပ်ငန်းအမှုပညာလုပ်ငန်းအလှပညာလုပ်ငန်းဆရာလုပ်ငန်းတွေနေအင်မတန်ပါပဲအကျိုးပေးပါတယ်အဲ့ဒီဇာတာရှင်တွေနဲ့ကျမ်းမာရေးနဲ့သတိထားရမယ့်ကျမ်းမာရေးကတော့အကျောနဲ့ပတ်သက်တဲ့ယောဂါတွေ၊သွားနဲ့ပတ်သက်တဲ့ကျမ်းမာရေးတွေ ဟိုရင်ကျက်တာတွေဖြစ်တတ်တယ်နော်အလုတ်ပင်ပန်းတဲ့ယောဂါတွေဖြစ်တတ်ပါတယ်အဲ့တော့အိမ်အောင်ဘက်အနေနဲ့ဆိုရင်သတိထားရှောင်ရှားတင်တာကတော့တောက်ကြတင်းနာစနေဆိုရင်နော်အဲ့ဒီနေ့ဆိုရင်နော်အဆင်မပြေဖြစ်တတ်ပါတယ်အဲ့တော့ခြောက်စင်းနေတဲ့ဘောတင်းနာနံကမရဏမှာရှိတဲ့အတွက်ငွေတို့လာပါမှုပေါ်လွင်မှုအကြွားတို့ကသူ့ကိုဒုက္ခပေးတဲ့ຢာတွေဖြစ်ပါတယ် အဲ့တော့၆ကျွန်းတွေအများစုကတခုခုရလာပြီတခုခုဝင်လာပြီဆိုရင်သူများတွေတက်ကိုပို့ပြီးတော့ကြွားခြင်းတဲ့သူတွေပေါ့နော်တကယ်ချင်းပေါင်းတွေကိုရေးပြီးတွားပြီးတော့ပြခြင်းတယ်အဲ့တော့ကြွားဝါတဲ့အထဲမှာပါတယ်အဲ့တော့အကျိုးမပေးတဲ့အလုပ်တွေကတနည်းလားမတနာဖြစ်တဲ့တော့ငွေတို့ချေစားတဲ့အလုပ်တွေနဲ့အကျိုးမပေးပါဘူးနော်အဲ့တော့လူအပေါ်မွေးသားမျိုးတွေချင်းတစ်ချောင်းပေါ့နော်လူပိုမွေးသားမျိုးတွေရှောင်ရှားမှာဖြစ်ပါတယ်ခွေးတို့ကြောင်တို့ကြက်တို့မွေးမြူခြင်းရောင်းခြင်းဝယ်ခြင်းတနည်းလားနဲ့ ကခကန်ကန်နဲ့ပတ်သက်တဲ့အရာတွေရောင်းဝယ်ခြင်းမပြုလုပ်တင်ပါဘူးအကျိုးမပေးတဲ့အရာတွေဖြစ်ပါတယ်အဲ့တော့မဟာဘုတ်6ကျင်းနေတယ်တနင်းနာကငွေနံဖြစ်နေတယ်เนาะအဲငွေနံမရဏဆိုတဲ့အတွက်တည်ခြင်းနေရာမှာရှိတယ်ဘဝတစ်လျှောက်လုံးငွေရရှိလဲမကောင်းမရှိလဲမကောင်းဖြစ်နေရှိမကောင်းမရှိမကောင်းဖြစ်နေတတ်ပါတယ်เนาะအဲ့တော့ဒီဇာတာရှင်တွေနည်းနည်းက ူများတွေတက်ပို့ပြီးတော့လှည့်စားမှုဟန်ဆောင်မှုအင်မတန်မှကောင်းပါတယ်။ကိုကရင်ထဲမှာတမျိုးမျက်နှာမှာတမျိုးဖြစ်နေတယ်တဲ့။သူတို့ရဲ့ပြောစကားတွေကလည်းအဲရင်ထဲကမလာပါနဲ့နှုတ်ဖျားကနေလာတဲ့သူမျိုးတွေဖြစ်ပါတယ်။မာဘုတ်၆ကျွန်းတွေကနော်။အဲ့တော့စိတ်ထဲမှာဒေါသထွက်နေစိတ်တုန်နေတယ်သူတို့ရှိအရလို့စိတ်တူတဲ့စကလုံးတွေဒေါသထွက်တဲ့စကလုံးတွေကြားမှာမဟုတ်ပါဘူးเนาะအဲ့တော့ဟန်ဆောင်အလွန်ကောင်းတဲ့ဇာတာတွေဖြစ်ပါတယ်ဟန်ဆောင်အလွန်ကောင်းတဲ့ တော့ပြုံးပြုံးလေးနဲ့အမုန်းနောက်ွယ်ထားပြီးတော့ပြောတဲ့ဆိုတဲ့နေတဲ့ထိုင်တဲ့တဲ့ကိုယ့်ရဲ့ဒီစိတ်ထဲမှာဖြစ်ပေါ်နေတဲ့ emotion ပေါ့နော်စိတ်ခံစားချက်တွေကိုမျိုးတိတ်နိုင်တယ်ထိတ်ချုပ်နိုင်တယ်ဇာတာထဲမှာပါတယ်နော်အဲ့တော့အခုရံဖြစ်နော်အခုကောင်းရင်ထဲကမပါဘဲနဲ့ဟန်ဆောင်တက်တယ်နော်အငိုးမျက်လုံးအပြုံးမျက်နှာနဲ့ပြောင်းလဲလောက်ကင်တက်တယ်နော်သူတို့တွေနဲ့ဟန်ဆောင်ပြီးတော့လူတွေပေါ်မှာဆက်ဆံတက်တယ်နောက်တစ်ခုက အပေါ်ရံမှာရွှေမုံကျဲပြီးဆက်ဆံတဲ့တွေဇာတာဇာတာတွေလည်းမှာပါတယ်ဗောနော်ဒီဇာတာရှင်တွေကအဲ့တော့ဒီဇာတာရှင်တွေကစီးပွားရေးနဲ့ပတ်သက်ရင်အတက်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေနော်ပညာနဲ့ပတ်သက်တဲ့လုပ်ငန်းတွေအကျိုးပေးတယ်ပညာတက်တဲ့ခြောက်ကျွန်းတွေကတော့ပိုပြီးကောင်းပါတယ်ပညာမတက်ဘူးဆိုရင်ခြောက်ကျွန်းများစုကလူလိန်ဖြစ်သွားတတ်တယ်เนาะငွေကြေးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာအရှုပ်ထွေးတွေဖြစ်သွားတတ်တယ် တော့ပညာကအရေးကြီးတယ်ဗောနောပညာတက်တဲ့6ကျွန်းတွေကပို့ပြီးတော့အဖိုးတန်ပါတယ်အဲ့တော့ဒီဇာတာရှင်တွေအနေနဲ့ကဘဝမှာယာတပံလိုက်နာရမယ့်အချက်တွေဗောနောလိုက်နာရမယ့်အချက်တွေကကိုယ်သဘောဆန္ဒရငွေကိုမတုံးနိုင်ပါဘူးเนาะအဲ့တော့ကြွားဝါမှုကိုထိန်းသိမ်းရမှာဖြစ်ပါတယ်ကြွားဝါပြီးတော့မနေထိုင်ရပါဘူးเนาะလွန်လွန်ကဲကဲအလှပမပြင်ရပါဘူး တော့ကြီးကဲသူဆရာသမားတွေနဲ့ပူးတွဲပြီးတော့နေထိုင်ရမယ်နော်အိမ်တော်ကျိုတနေ့ကတည်းကတိုက်မှရှိတဲ့အတွက်အိမ်တော်ရေးကိုခံစားလို့ရတယ်အိမ်တော်ရေးဒုက္ခအောင်နော်အကြွားဝါအလှပမှန်မောပြီးငွေနဲ့ကြွားလို့ရှိရင်ငွေကိုလိန်ညာတယ်နော်ငွေနဲ့ပတ်သက်ပြီးကြွားဝါတယ်ဆိုရင်ပျက်စီးတတ်ပါတယ်ပညာဂျိုကြတာပရိဂျိုဟာအထွန်းမှရှိတဲ့အတွက်ပညာနဲ့ကြော်ကြားအောင်မြင်နိုင်တယ်နော်အပျော်ပါးတွေအလောင်းကစားတွေမိမ့်မလိုက်စားပါကအပျက်စီးတွေ ကြုံတွေ့တတ်ပါတယ်ဒီသာရရှင်နေနေအဲ့တော့ဘဝမှာအသက်ကြီးပိုင်းကောင်းမယ်ဩဇာတအလွန်ကောင်းပါတယ်အဲ့တော့ငွေနဲ့စီးပွားမရှာဘဲနဲ့အတတ်ပညာတစ်ခုခုနဲ့စီးပွားရှာမယ်ဆိုရင်အင်မတန်ကောင်းပါတယ်မိမိနာမည်နဲ့အိမ်တွေမြေတွေဝယ်မယ်ဆိုရင်လည်းအင်မတန်အကျိုးပေးပါတယ်အိမ်တို့ခြံတို့မြေတို့ဟာအင်မတန်အကျိုးပေးတဲ့ဇာတာထဲမှာပါပါတယ်အဲ့တော့ ငွေကိုစုလို့မရတဲ့တော့တခြားမြေဝယ်တာမျိုးတွေနော်အဘန်မှာအနှံထားတာတွေကိုပြုလုပ်သင့်ပါတယ်အဲ့တော့ဒီဇာတာရှင်တွေအနေနဲ့ကဟန်ဆောင်မှုတွေကြွားဝါမှုတွေကို ထိန်းချုပ်ပြီးတော့တခြားမတမာတဲ့အလုပ်တွေနဲ့ငွေမရှာဘဲနဲ့မိမိလောက်အောင်နဲ့ငွေရှာမယ်ဆိုရင်တော့အဲ့ဒီငွေကမြဲပါလိမ့်မယ်ကိုယ်အလုပ်ကိုယ်ခွန်အားနဲ့ငွေရှာမယ်ကိုယ်အနေနဲ့လောက်ကင်မယ်ဆိုရင်တော့အစဉ်ပြေအောင်မြင်မဲ့ဇာတာရှင်တွေဖြစ်ပါတယ် တော့ကျွန်တော်ရဲ့ဒီဆရာတာရဆန်းဆိုတဲ့ဒီ YouTube channel ကို like and subscribe လေးတွေလုပ်ပေးပါเนาะသဘောကျနှစ်ချိုက်တယ်ဆိုရင် share ပေးကြပါကျွန်တော်တွေเนี่ยဒီဘေးရင်းတွေရေရာတွေကမ်ပီးယားနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုဒီ channel ကနေပုံမှန်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်နာမည်ကတော့ဆရာတာတဆန်းဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ